2021စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုကဏ္ဍဟာပြိုလဲသွားခဲ့ပြီးအလုပ်သမားပေါင်းတောင်းနဲ့ချီအလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။အလုပ်သမားတွေကိုကျုံပြုခိုင်းစေတာအတင်းအဓမ္မအလုပ်ခိုင်းစေတာတွေလည်းပုံမဆိုးရွားလာခဲ့ပါတယ်။ဒါ့ပြင်မြန်မာနိုင်ငံမှာအလုပ်သမားအကအကွယ်ပေးမှုရင်းနှီးရာတွေ ဖြတ်သိမ်းခံရတာတွေအပြင်အလုတ်တော်မားသမကားတွေအပေါ်အကြံဖက်နေနေမှုတွေအထိမကြုံစဘူးစိန်ခေါ်မှုတွေကိုအခုချိန်ထိအင်ဆိုင်နေရပါတယ်။အဲ့ဒီလိုအလုတ်တော်မားသမကားတွေကိုအကြံဖက်ဖန်ဆီးတာထောင်ချတာတွေကို ပြုလုပ်ခဲ့တာကြောင့်အလုတ်တော်မားအခွင့်အရေးကောက်ွယ်ပေးမှုတွေကိုထိထိရောက်ရောက်မလုပ်နိုင်တော့ဘဲ ဆက်ရုံအလုံးယုံတွေမှာအလौဒမာအခွင့်အရေးချိုးပေါက်တာတွေကိုပေါ်ပေါ်တင်တင်ပို့လောက်လာကြတယ်လို့အလौဒမာအရေးဆောင်ရွက်နေသူတွေကထောက်ပြကြပါဗျ။အဓိကတော့အလौဒမာနေကိုအတင်းအဓမ္မခိုင်းနေဆိုတဲ့ကိစ္စကအများဆုံးကတော့ဒီကျွန်တော်တို့ငင်းလာတောင်ပြောမယ်ဆိုလို့ရှိရင်အချိန်မှုခိုင်းတဲ့ကိစ္စကိုကျွန်တော်တို့ပြောလို့ရတယ်။အလौဒမာတွေကိုဆက်ရုံကမဟုတ်ဘူး၊မန်နေဂျာမဟုတ်သေးဘူး။ဘာရအောင်စုပါနေချိန်မှုစင်းရမယ်လို့ပြောရင် အဲ့ဒီအလုတ်သမားကအချိန်ကိုမစင်းရင်ငါအလုတ်ပြုတ်မယ်ဆိုတဲ့အတွေးအခေါ်ကဆက်လုပ်နိုင်မှရှိအလုတ်သမားတွေကအချိန်ကိုမစင်းဘူးလို့ညင်းရတဲ့အလုတ်သမားကဒုတိယမှာတယောက်ပဲရှိတော့တာပြန်တဲ့လူတွေကတော့ဆင်းကျင်ကြီးမစင်းကြီးကြီးစင်းကိုဆင်းရမယ်ဆိုတာပေါ့ပြောချင်တာကအချိန်မိုးဒီအလုတ်သမားကဆန်နှားရှိရင်ဆင်းလို့ရတယ်ဆန်နှားမရှိရင်ပြန်ဝင်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအမြင်ပြင်ချင်းတွေကတော့အဲ့ဒီအနေထားမရှိတော့ဘူးအချိန်ကိုဆင်းရမယ်လို့ပြောရင်သူကညင်းကုန်နေတာဒါအချိန်မိုးပဲရှိတယ်နောက်တစ်ခုကတာဂတ်ပေါ့နော် တားခဆိုတာကြတော့ကျွန်တော်တို့အ ਨੇ ဆုံးလောက်ခလာစာပေးထားပြီးတော့ကုံမတစိတ်တီတို့ဒီအလုပ်ရှင်တွေကဘာပြောလဲဆိုတော့အမြင့်ဆုံးကုံထုံးလုံးမှုကိုတောင်းတယ်ကျွန်တော်တို့ပေးတဲ့ပတ်စံကကြတော့အ ਨੇ ဆုံးလောက်ခလာစာသူတို့တောင်းတဲ့ကုံထုံးလုံးမှုကကြအမြင့်ဆုံးကုံထုံးလုံးမှုဒါဆိုရင်အရင်တော့ကျွန်တော်တို့ကအဖွဲ့အစည်းရှိတော့အလုပ်ရှင်တွေနဲ့ကျွန်တော်တို့ညှိနှိုင်းလို့ရဒီကာလမှာဆိုကျွန်တော်တို့ညှိနှိုင်းလို့မြောက်သူတို့ပြောတဲ့ target ကိုကျွန်တော်တို့ကအရင်တော့ကဘလောက်ပဲချုပ်ဖက်စီဖြစ်စီအခုချိန်မှာပေးကိုပေးရကျွန်တော်တို့ကမပေးလို့မရဘူးမပေးရင်ရေးယူခံရတယ် အပြည်ပြည်ဆိုင်ရာအလौဒမသမဂအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသမဂခေါင်းဆောင်300ကျော်ဟာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီးအခုချိန်ထိဒါဇင်နဲ့ချီဖမ်းဆီးထိမ့်သိမ်းခံထားရဆဲဖြစ်ပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းစစ်မှုထမ်းဥပဒေကုံစင်းလုံးကြီးမြင့်လာတာတွေကြောင့်မြန်မာနိုင်ငံရဲ့စစ်မှုလက်မှုလုပ်သားအများစုဟာထိုင်း၊မလေးရှား၊ဂျပန်၊ကိုရီးယားစတဲ့နိုင်ငံတွေကိုရွှေ့ပြောင်းအခြေကျလှုပ်လှုပ်ကင်ခဲ့ပါတယ်။ ပြည်ပထွက်ခွာတဲ့အလौဒမအများစုဟာမလေးရှား ထိုင်းတို့ကိုတရားမှုဝင်ဤတွေနဲ့ဝင်ရောက်ပြီးအလုံးလုံးကင်နေကြတာကြောင့်ခေါင်းပုတ်ဖျက်ခင်ရတာလူကုန်ကူးခင်ရတာစတဲ့အလုံးသမားအခွင့်အရေးချိုးပေါက်ခင်ရတာတွေနဲ့ကြုံတွေ့နေကြရပါတယ်။ဆိုတော့ဖြစ်စဉ်တွေကတော့များတယ်ပေါ့နော်။ကျမတို့ရှိမှာဖြစ်စဉ်တွေအများအများရှိတယ်။အတ္တမအလုံးခိုင်းစင်မှုဖြစ်စဉ်တို့ကိုဒီလက်ရောက်ကျူးလွန်ခံရတဲ့အခြေအနေမျိုးသမီးတွေပေါ့လိမ်မိုင်းဆိုင်ရာအာစော်ကားခံရတဲ့လိမ်မိုင်းဆိုင်ရာကျူးလွန်တဲ့အခြေအနေမျိုးတွေအာဒီနောက်ပြီးတော့ဟိုဒီဒီဆဲဆိုချိန်မောင်းနေနောက်အချိန်မလို့ ားဖို့ခိုင်းစေဒီလိုအမှုတွေအမှုတွေအားလုံးပေါင်းကတော့ကျွန်တော်တို့400ကျော်500ဝန်းကျင်လောက်ကျွန်တော်တို့ပြုစုထားတာစုဆောင်းထားတာရှိပါတယ်အဲ့ဒီလိုဖြစ်စင်နေတယ်မှာပါဘလို့ဆွဆွဝါးဝါးလဲဆိုတော့ OT တောင်းနဲ့စံချိန်မရလို့ဒူးထောက်လမ်းလျှောက်ခိုင်းနေတယ် အဲ့ဒီလိုအခြေအနေမျိုးတွေနောက်ပြီးတော့အာဒီစံချိန်တောင်းနဲ့ပြည်အောင်မချုပ်ပေးနိုင်လို့တွေ့ရနဲ့လှမ်းပြီးရိုက်တာမျိုးတွေအဲ့လိုအခြေအနေမျိုးတွေကတော့ဒါကိုဒီလက်ရောက်ကျူးလို့နာနောက်တစ်ခါဖနက်စံယုံနေမှာဆိုလို့ရှိရင်တောင်းထားတဲ့စံချိန်မရတာတို့ဒီဒီဖနက်ဘူးတွေတဲ့ပါကင်ဘူးတွေတဲ့ကိုထည့်တဲ့ခါမျိုးတွေမှာဖနက်မှားထည့်လို့ဆိုပြီးတော့ဒီနိုင်ငံသားကနေပြီးတော့ဒီဖနက်နဲ့ပစ်ပေါက်ပြီးတော့ဒီအလုပ်သမားတွေကိုပစ်ပေါက်တာမျိုးတွေဒီလိုနောက်လိမ်မိုင်းဆိုင်ရာစော်ကားခံရတဲ့အခြေအနေမျိုးတွေဆိုရလဲဒါဆိုးရွားတဲ့အခြေအနေအားလုံးကတော့ခြုံကြည့်မယ်ဆိုရင်ဆိုးရွားတဲ့အခြေအနေတွေကြီးပဲပေါ့နော်ဟုတ် မြမလှုပ်သားလူတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအကြံဖတ်မှုတွေကို ကာကွယ်ဖို့အတွက်အရက်ဖက်အဖွဲ့အစည်းတွေကိုလွတ်လပ်စွာဖွဲ့စည်းခွင့်စီယုံခွင့်အလုံရှင်နဲ့လွတ်လပ်စွာညီနိုင်ခွင့်စတဲ့အခွင့်အရေးတွေရရှိဖို့လိုတယ်လို့အလုံသမားအရေးတကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ဒါပေမဲ့မြမနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့စီရင်ပနိပခတွေကြားမှာအလုံသမားအခွင့်အရေးအပြည့်အဝရရှိဖို့က မြန်မာလုံသားတို့အတွက်အခက်ခဲဖြစ်နေစေဖြစ်ပါတယ်။မလုံးငါတာကိုယ်စင်းငုံငါဖလန်ဖလန်နဲ့ကိုယ်စင်းငုံငါဖလန် 农家不生产了，吃开水嘛？不家公米，吃开水嘛？不家公米。